ချင်းညွန်စေစသိုက်ကြဆင်းနေသည့်ဆောင်းစီပြင်ပပေါက်စေကြဆင်းရန်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆောင်းစီရှင်ညုံဈေးတွေစက်တိုက်ကြဆင်းနေတာမို့ပြင်ပမှာရောင်းချတဲ့ဈေးတွေလည်းကြဆင်းဖို့လိုအပ်တယ်လို့စားသုံးသူတွေကပြောပါတယ်။အခုလိုဆောင်းစီရှင်ညုံဈေးတွေစက်တိုက်ကြဆင်းနေတာနှစ်လခန့်ရှိပြီဖြစ်ပေမဲ့ဈေးကွက်ထဲမှာလက်လီရောင်းချတဲ့ဈေးကတော့ကြဆင်းတာမရှိဘဲတပိတ်သားကိုကျပ်တပေါင်းနဲ့အထက်မှာပဲရှိနေတယ်လို့ဆိုပါတယ်။လလီစေးကကြမလာတော့ရက်ွက်ထဲမှာစောင်းစီကိုစောင်းနဲ့ထုတ်ပြီးမစားဘဲပြန်ရောက်တဲ့ ူတွေရှိတော့သူတို့စီကသစင်ပြန်ဝဲရတဲ့သူတို့စီကဆိုအပြင်ပေါက်ဆေးထက်လဲတက်တာတော့အခုနောက်ပိုင်းအဲ့လိုပြန်ဝဲချတာများတယ်လို့မင်္ဂလာတောင်းညုံမြို့နယ်မှာနေထိုင်တဲ့အင်ရှင်မတအူးကပြောပါတယ် ဇက်တိုင်ကြဆင်းလာတဲ့စောင်းစီရှင်ညောစေးဟာ အခုအပတ်မတ်လ18ရက်ကနေ23ရက်အထိထုတ်ပြန်တဲ့ဈေးမှာစောင်းစီတပိတ်သားကို6895ချက်ဖြစ်တာကြောင့်အရင်အပတ်ထက်တပိတ်သားကို15ချက်နှုန်းထပ်မံကြဆင်းခဲ့တာဖြစ်ပါတယ်လို့သိရပါတယ်ရှင်။